ဆက်ပေးမဲ့သတင်းကတော့ညောင်တို့မျိုးတွေကမ္ဘာပူဆောင်မှုကြောင့်နေအများထိခိုက်ပျက်စီးပြီးကုညင်ထောက်မဲ့ပျက်စီးများရေပေါ်လွှဲနေတဲ့သတင်းဖြစ်ပါတယ်။အာရီတန်ဒီတာကြီးညောင်တို့မျိုးဒီရက်ကွယ်ညောင်ချောင်းသောအနီးတွင်ရင်းနှီးနှက်နှက်ဆက်လက်လာရင်ကဝင်းကျင်အချိန်ကကမ္ဘာကူကြောင်မှုကြောင့်နေအများထိခိုက်ပျက်စီးသွားပြီးစားနပ်ရိက္ခာအပောင်းဝင်ကုညင်ထောက်ပံ့ပစ္စည်းများအရေးပေါ်လိုအပ်နေကြောင်းသိရပါဗျာ။ အဆိုပါကမ်းမပြေချခြင်းကြောင့်လူထိခိုက်ဒေဆုံးမှုမရှိတော့လဲလူနေအိမ်59လုံးကထိခိုက်ပျက်စီးသွားကြောင်းအကူအညီများလိုအပ်နေကြောင်းသိရပါဗျာ။ မိုးတင်းထန်သောရာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခဲခြင်းမိုးထစ်ဆုံးခြင်းမိုးကြိုးပြေခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြည့်ရေကြီးခြင်းနှင့်မြေပြိုခြင်းစားတဲ့သဘာဝဘေးရန်တွေအများဖြစ်ပေါ်နိုင်မှသဖြင့်ကုန်မြစ်ဒေသအနီးတွေမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်များအနီးတွေနေထိုင်ကြသူများအနေဖြင့်ရေကြီးခြင်းရှယ်မှုများကိုကျိုတင်တည်ပြို့ချောချနိုင်ရန်နှင့်ပြည်ရင်းရေချောင်းသွားလာရေးနှင့်လေကြောင်းပြန်သန်းရေးအနေဖြင့်လည်းကျိုတင်တည်ပြို့နိုင်ပါရန်မိုးလီဝသနေစလာပေရာဦးစီးဌာနကအတိပေးထုတ်ပြန်ထားကြောင်းသိရပါရရှင်ဒီတင်းကိုတော့မြေတီဒီကို ကားပြပူလာတာပါ